ကျွန်တော်တို့ဒီ336เนาะ336 308ပြီးရင်ကျွန်တော်ဒီ9330 80ပြီးရင်ကျွန်တော်တို့3936အဲ့မူကနေကျွန်တော်လက်ခတ်ပြန်ကဏ္ဍတစ်ခုထွက်ရလို့ဆိုရင်စာငါအဲ့ဒါကကျွန်တော်ကျွန်တော်ဖမ်းခဲ့တဲ့ break break 3ပေါ့ဒီ336 308ထဲက တခုတော့မရီသုံးကလက်ခတ်ပြန်တယ်လို့ကျွန်တော်ပြောခဲ့တာပေါ့လေအမှပြောခဲ့တော့ကျွန်တော်ဒီရှစ်ခုလေးတစ်သုံးညာနှစ်ကိုလက်ခတ်ပြန်တယ်ဗရီသုံးနော်ဗရီသုံးကိုလက်ခတ်ပြန်တယ်ရှစ်ခုလေးဒီမှာထုတ်ပေးခဲ့တယ်ဒီမှာလည်းပဲကျွန်တော်တို့ခုံသုံးညာသုံး390မှာလည်း3.85ရဲ့လက်ခတ်ပြန်ဖြစ်တဲ့အဲကျွန်တော်ခုတစ်သုံးထုတ်ပေးခဲ့တယ်တကယ်တော့ကျွန်တော်တို့ကသတိမမှုဂူမမြင်ဂူမမြင်ပေါ့ဗျာဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ3.8 3.6 ဖြစ်ပြီးတော့မှဒီနှစ်ထဲကကနတခွဲကဒီဘက်နှစ်ကိုလက်ခက်ပြန်ထွက်ရမယ်ဆိုတော့ထွက်ပြီးသွားပြီအတိအကျထွက်ပြီးသွားပြီအဲကျွန်တော်တို့ကအဲ့ဒါကိုဒီဗရိတ်သုံးဆိုပြီးတော့မှဒီလေးရှိတစ်ကိုလိုက်နေတာလေးရှိတည်းရဲ့လက်ခက်ပြန်နှစ်တစ်ရှိကိုကျွန်တော်လိုက်ကြတာပေါ့ဒီနှစ်တစ်ရှိကတော့ထိုးမွေးရင်လည်းမွေးပေါ့ဗျာကျွန်တော်ကတော့သိမကြိုက်တော့ဘူးနော်နှစ်တစ်ရှိအဲ့ဒါကျွန်တော်တို့လေးရှိတစ်ကိုလက်ခက်ပြန်နေခဏပေါ့ဗရိတ်သုံးကိုလက်ခက်ပြန်နေခဏကျွန်တော်ကတဲ့တကွယ်တဲ့တကွယ်ကောင်းမှုလိုက်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်ပြောခဲ့တယ်လို့ပဲလွဲခဲ့ရင်လည်း နော်တက်တက်ဆင်အောင်လွယ်မယ်ဝင်လည်းဒိန်းတင်လည်းဝင်မယ်ပေါ့အဲ့မူဒီနဲ့ကျွန်တော်တွားနေအိုက်စနစ်နဲ့တွားနေတာနော်အဲ့ဒီတော့ကျွန်တော်မမဖွဲ့လေအားလုံးနားလည်းပေးစီချင်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်ဒီဒီ3336ဒီရဲ့နှစ်ထဲကလက်ခက်ပြန်ကဏ္ဍတစ်ခွက်ကတော့ဒီ399မှာပြီးသွားပြီအဲ့ဒီတော့ဒီနှစ်တစ်ရှစ်ကိုကျွန်တော်ဆက်မွေးမွေးတဲ့ပုံစံတွေကမွေးခြင်းလည်းမွေးပေါ်လေကျွန်တော်တော့တိတ်အားမပြီးတော့ဘူးဘာလို့လဲဆိုတော့ဒီ ဒီ395ကိုနက်ခတ်ပြန်လိုက်တဲ့963ဆိုတဲ့ခဏကဒီဘက်မှာသူအတိအကျထွက်သွားတာဟုတ်နော်ဒီ395ကိုနက်ခတ်ပြန်တဲ့963ဒီဘက်ကိုအတိအကျထွက်သွားတယ်3နက်ခတ်5ကိုနက်ခတ်6 5နက်ခတ်3 963ဆိုတော့အတိအကျထွက်သွားတယ်ထွက်သွားပြီလားဖြစ်ဖြစ်ပြန်စဉ်းစားလိုက်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီရှစ်ခါရှစ်ခါกว่า3ကြောင်းရှစ်နက်ခတ်1ပါတဲ့ခဏန်းတစ်ခုအဲ့လိုအဲ့လိုပဲယူဆရမှာပဲနော်ရှစ်ရဲ့နက်ခတ်1ပါတဲ့ခဏန်းတစ်ခုကနက်ခတ်ထဲပြန်တယ်နောက်တစ်နေ့ကိုဆဲတယ် နော်နောက်တစ်နေ့ကိုဆင်းတယ်ရှစ်ခုလေးအဲ့ဒီလူပဲကျွန်တော်တို့ဒီခွန်ညသော3390မှာလဲခွန်ခါခွာ3ကြော့ခွန်ရဲ့နှက်ခတ်300ပါလောက်ခဏတစ်ခုကနောက်တစ်နေ့ကိုအဲတော့300ပါလဲခဏတစ်ခုကနောက်တစ်နေ့ကိုကျွန်တော်တို့နှက်ခတ်တဲ့ကူးတာပေါ့နှက်ခတ်တဲ့ပြန်တယ်အဲဒီမှာလဲပဲကျွန်တော်တို့6ခါခွာ3ကြော့နော်6နှက်ခတ်9ပါလဲခဏတစ်ခုကနော်9ပါလဲခဏတစ်ခုလုံးပိုင်ပေါ့ဗျာပါလဲခဏတစ်ခုကဒီဘက်နေ့ကိုနှက်ခတ်ပြန်တဲ့ကူးသွားတယ်စောစောစီးစီးကလောက်သွားတယ်ကျွန်တော်ခုမှတွေးမိတာပေါ့ဗျာ အဲအနေချင်းတွေကိုကျွန်တော်ပြခဲ့တာ၄၈၁เนาะပရိတ်၃ဒီပရိတ်၃ဒီပဲဖြစ်ခဲ့တဲ့အတွက်ပရိတ်၃လို့ပဲကျွန်တော်ပါဝါလည်းထောက်ထားတဲ့အတွက်၄၈၁ကိုကျွန်တော်နှစ်တစ်ရှစ်ပြန်ပေးခဲ့တာပေါ့เนาะပြန်ပေးခဲ့တယ်ဒါမဲ့တကယ်တကယ်ကျတော့ဒီ၉ပါတော့၆နှစ်ခက်၉ပါတော့ခဏတကူကဒီဘက်နှစ်ကိုလက်ခက်တဲရိုက်တယ်အဲ့တော့ဒီဇလန်ကဒီမှာပြီးသွားပြီလားဆိုတော့တခြားမူဒီနဲ့เนาะလောက်ဆောင်ချက်ကြီးရှိပါတယ်ကျွန်တော်တို့ကအဲ့အရာကိုစောင့်နေတာကျွန်တော်တို့အဲ့အရာကိုစောင့်နေတာစောင့်နေတာဆိုတော့ ဒီ site နဲ့ပတ်သက်ပြီးတော့မှလောက်ဆောင်ချက်ခဏလေးတွေရှိတယ်နောက်ကျတော့ try နဲ့ပတ်သက်ပြီးလောက်ဆောင်ချက်တွေရှိတယ်နော်အဲ့တော့ try နဲ့ပတ်သက်ပြီးတော့မှခင်းမဲ့ဇာတ်လမ်းလေးတွေနော်မခင်းသေးတာဖြစ်တဲ့တော့ကျွန်တော်က try နဲ့ပတ်သက်လို့မပေးသေးတာဒါပေမဲ့တော့တကယ်ကြီးတွေကိုတစ် try control မွေးထားပါလို့ကျွန်တော်ပြောထားတယ်နော်အဲ့တော့ကျွန်တော်အရင် organ ထုတ်ပြီးခဲ့တဲ့နော်ကျွန်တော်ဒီ break 5 3ညပြိ3ညပြိ3ခါလာတယ်6နောက်ပြိ3ချက်ရိုက်တယ်အဲ့ဒီကနေ3ညပါဝါ break 5 3ချက်ရိုက်တယ် အရိုက်ထားတဲ့ပရင်ငါးကိုလည်းပဲဒီကိုးပိတ်၃ချက်စပြူလာဖြစ်တယ်ကိုးနောက်ပိတ်၃ချက်နဲ့ပရင်ငါးကိုရိုက်တယ်အဲ့ဒီလိုရိုက်ပြီးတော့မှဒီပထမဆုံးရိုက်တဲ့ပရင်ငါးရဲ့အောက်က၃၃ညာ၈ကိုအစပြူပြီးတော့မှနော်ပထမတော့ကျွန်တော်နှက်ခတ်ပြန်အခုပါဝါပြန်ပေါ့နော်ဒီ၃၃ညာ၈ကိုအစပြူပြီးမှဒီ၃၃ညာ၈ကနေဒီဘက်နှစ်မှာနော်ဒီ၃၃ညာ၈၃၃ညာ၈ကဒီတူတစ်နှစ်ကျော်ကခဏန်းနော်ဒီ၃ညာ၈တော့အဲ့၃ညာ၈၃ကို၃ညာ၈တော့ကိုပါဝါလှန်လိုက်တဲ့၅၃၈ကဒီဘက်နှစ်ကိုတော့ဒဲထွက်တယ် ဒက်ထွက်တယ်။နော်ကိုးနောက်ပြီးသုံးချက်တန်းတဲ့အတွက်ကိုးနှစ်ခက်6 6ချိန်6ချိန်ရဲ့ဘေးမှာနော်ဒီ3ရ8 3ကနေ1 2 3 4 5 6ချိန်ရဲ့ဘေးက2 5 8ကိုလဲပဲခွန်3ရ3ဆိုဒက်ပါဝါပြန်တယ်။အဲပါဝါပြန်လိုက်တဲ့ခဏကလေးပဲဒီဘက်နေမှာခွန်3ရ3ထွက်တယ်။ဒါကျွန်တော် member တွေကိုပထမဆုံးဒီကျွန်တော်တကယ်ကိုနော်အာမခက်ရေးရင်ပြောခဲ့တဲ့စကားနဲ့ရောင်းခဲ့တဲ့ခဏပေါ့နော်ကျွန်တော်ပါဝါပြန်လက်ခက်ပြန်အဲ့လိုဒဲတကွက်တွေကျွန်တော်လိုက်တာများတယ်ခုနကတော့အဲ့ဒီနေ့ကျွန်တော်ကိုးနှစ်ခက်6ပြည့်ဆိုတော့6ချိန်ချားလိုက်တော့ 6တင်ရဲ့ဘေးမှာပေါ့ဗျာ2 5 6ကနေ2 2 3เนาะ4 5 6 6တင်ရဲ့ဘေးမှာ4 1 9အဲ့4 1 9ကိုလည်းပဲကျွန်တော်ပါဝါပြန်လိုက်တဲ့ခါကျွန်တော်ကျွန်တော်6 6နှစ်ဆိုရခဏဒီဘက်နေကိုတင်းရိုက်တော့ဒီဘက်နေကိုတင်းရိုက်တယ်6 6နှစ်တင်းရိုက်ပြီးတော့မှကျွန်တော်ဘာကြောင့်ဖမ်းပြီးလိုက်လဲဆိုတော့ဒီကနေကျွန်တော်တို့ဒီ4 1 9ကနေဒီ9ရဲ့နှက်ခတ်6 6တင်ဘေးမှာကျွန်တော်တို့လေးတခွန်တင်း2 3 4 5 6တင်ပြီးမှ6 6တင်ဆိုရခဏအဲ့6 6တင်ဆိုရခဏကိုလည်း ဒီဗရိတ်၃ဖြစ်တဲ့အတွက်သူကကျွန်တော်ကဘယ်ချိန်မှာဖမ်းပြီးလဲဆိုဒီဗရိတ်၆ရဲ့အောက်ကိုဖမ်းပြီးလဲတယ်နောက်တစ်ခါဗရိတ်၆များလာခဲ့ရင်တော့ဒီပါဝါပြန်ခဏန်းတော့ကစားမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တင်ငယ်ချင်းတွေနေရဒီခြားလေးမြင်အောင်ကြည့်ပါနော်ပထမကျွန်တော်တို့ဒီဗရိတ်ပထမဆုံးစအစားပြုတဲ့ဗရိတ်၅ရဲ့အောက်က၃၃ညာ၈ကတနစ်ကျော်ကနော်ဒီခဏန်း၃၈၃ဆိုတဲ့ခဏန်းကိုဒီကနေအစားပြုလာဒီ၃၈၃က၅၈၅၃၈ဆိုပြီးတော့မှထွက်တော့မယ်ဆိုရင်ပထမဦးဆုံးကျွန်တော်တို့ဗရိတ်၉အောက်မှာထွက်တယ် နော် break ကိုပရိအောက်မှာထွက်တယ်အဲကိုပရိကလည်းပဲဒီ break 6ဖြစ်တဲ့အတွက်သူကသူ့အထက်တပင်ကြောက3ထိတ်နဲ့နောက်ပေါင်းချင်း3နဲ့ပေါင်း6လို့ဖြစ်ပြီးမှသူကဒီ break 6ကိုချလိုက် break ကိုပြန်တယ်ကို6ခွန်6ရဲ့အောက်မှာချတာပေါ့ဗျာနော်အဲ break ကိုပြီးတော့ break 7ပေါ့အဲဒီ2 5 8ဆိုရဲပါဝါလှန်လိုက်တဲ့ခွန်3ည3ဆိုတဲ့ကဏ္ဍလည်းပဲနောက်တစ်နေ့မှာခွန်3ည3လို့ထွက်တယ်အဲဒီခွန်3ည3ကလည်းပဲ break ကိုပြီးတော့ break 7အောက်မှာထွက်တယ်အဲ့ခုနကတော့ဒီဘူဘရိတ်ဖြစ်တဲ့အတွက်သူအထက်တပင်ကြောကထိတ်စီးနေနောက်တွဲနေကို၃ရာလို့ရိုက်ပြီးတော့မှသူကဘူဘရိတ်ထွက်တာ အဲ့တော့ကိုရှိပြီးတော့ခုံကိုမှလည်းပဲဒီ6ကျင်ကြီးလိုက်တဲ့ဒီ၄၁ခုံနော်ဒီ၄၁ခုံဆိုတဲ့ကဏ္ဍကလည်းပဲပါဝါလာလည်းတော့6နှစ်အဲ6နှစ်ကိုလည်းပဲတွေ့ကိုရှိပြီးတော့ခုံပရိတ်အောက်မှာချပြရမယ်ဗပရိတ်ခုံရအောက်မှာချပြအတိကြပဲချပြီးတော့မှသူကဟိုကဒီ break ခုံဖြစ်တဲ့သူအထက်တပင်ကြောင်က6နှစ်6ထိတ်နဲ့နောက်တွဲ1နဲ့ခုံလို့ချုပ်ပြီးတော့မှသူကခုံပရိတ်ကိုချတာ၄၁ခုံပါဝါလာနဲ့ကဏ္ဍအဲ့တော့ကျွန်တော်ဒီကနေကျွန်တော်တို့ဒီ၄၁ကနေ6ကျင်ကြီးလိုက်တဲ့ဘေးမှာ၁၁၆ တိတိချောက်669တိဒီပရိတ်သုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ6ပရိအောက်မှာချရမယ်ကျွန်တော် organize ထုတ်ပြီးခဲ့တာပေါ့နော်တကွက်ထဲတကွက်ကောင်းထုတ်ပြီးခဲ့တာအဲ့6ပရိအောက်မှာချမယ်ဆိုတော့ဒီသူ့အထက်တပင်ကျွန်တော်ထိတ်စင်းနောက်တွဲရတယ်တုံးလို့ဖြစ်နေတယ်ဖြစ်နေတယ်ဖြစ်တဲ့အတွက်ဒီအောက်မှာကျွန်တော်669တိကိုကျွန်တော် organize ထုတ်ပြီးခဲ့တာဒါပဲလွဲသွားတယ်ပေါ့ဗျာဘယ်ဒီ channel ဘယ်6ပရိအောက်မှာချမလဲတော့ကျွန်တော်လည်းမဆုံးဖြတ်တတ်ဘူးပေါ့ဒါပဲဒီကျွန်တော်စမှတ်ပြောလို့3386ထဲကလက်ကပ်ပြန်တဲ့ကဏ္ဍကတော့ဒီမှာပြီးသွားပြီကျွန်တော်ကျွန်တော်မျက်စိမှားတာပေါ့ဗျာ တကယ်တော့6နှစ်ခက်9ပါတဲ့နှစ်ခက်ပြန်ကဏ္ဍကဒီမှာချပါပြီအကျော်တကယ်ချင်းနေလေကကျွန်တော်ကတခွဲကောင်းမှုလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီအချိန်လေးမှာเนาะအချိန်20ရက်အောက်မှာကျွန်တော်ရန်ရေးကြည့်ပါတယ်เนาะရန်ရေးကြည့်ပါတယ်အချိန်20ရက်အောက်မှာရန်ရေးကျွန်တော်စနစ်တွေကိုတခြားလေ့လာပြုံးမှာเนาะကျွန်တော်နှစ်ကုန်ထီမှာဘာဝင်နေတဲ့အဖွဲ့တွေလည်းဝင်လို့ရပါတယ်เนาะအဲဒီကျွန်တော်တို့3000ပဲခေါ်ပါတော့တယ်เนาะ3000ပဲအဲကျွန်တော်တကယ်ချင်းနေစိတ်ပါလို့ဝင်နေနေဆွဲကျွန်တော်တခွဲကောင်းသမားဖြစ်တဲ့အတွက်ကျွန်တော်တခွဲကောင်းပဲဒီအချိန်လေးမှာเนาะတော့ရှောက်ကျွန်တော်ဖမ်းထားပါတယ် ဖမ်းထားတဲ့အချိန်တွေရှိပါတယ်အရေးကြီးဆုံးချိန်ကအချိန်20ဖြစ်ပါတယ်အဲ့ဒီတွေကျောင်းတက္ကသိုလ်တွေနဲ့စိတ်ပါလို့တကွက်ကောင်းလိုချင်တကွက်ကောင်းမှစိတ်ဝင်စားတယ်ဆိုတဲ့အဖွဲ့ကြီးကမပါဝင်မဲ့ဆိုရင်3999เนาะ6996336 KB เนาะ KB ဖွင့်ထားပါတယ်เนาะဒီနံပါတ်ကိုဖိုင်ဘာကျွန်တော်တို့ဒီနှစ်ကုန်နှစ်ကုန်သမားပဲလက်ခံပါတယ်ဗျာနော်၃တော့ နောက်ဆုံးအချိန်နောက်မှာအဲနောက်ဆုံးအချိန်မှာကျွန်တော်တနစ်စာနောက်တနစ်တွေ့နော်ကျွန်တော်လက်ခံပါပါနော်သုံးသောနော်သုံးသောတနစ်စာကျွန်တော်သုံးသောနဲ့ကျွန်တော်တို့ဒီနံပါတ်ထဲကို KB ထဲဝင်ဝင်လို့ရပါတယ်ကျွန်တော်ဒီတစ်ခွက်ကောင်းသမားဖြစ်တဲ့အတွက်တစ်ခွက်ကောင်းမှုပဲဦးစားပေးတာဖြစ်တဲ့အတွက်နော်ဒီအချိန်နဲ့အချိန်20အရေးကြီးပါတယ်နော်အချိန်20အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အချိန်20မှာပြန်ကြောက်တော်တော်တန်ကြောက်ရခိုင်လုံးကောင်းကောင်းလေးဖမ်းထားပါတယ်ပြန်ကြောက်ခဏအောင်နော်အဲ့တော့ တကယ်ချင်းနေနေစိတ်ပါလို့ဝင်မယ်ဆိုရင်ဒီကလန်းကိုကျွန်တော်တို့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါ8996433တင်းကိုဆက်သွယ်ပါနော်နှစ်ကုန်ဒီ3000ပဲထားပေးပါတယ်နော်ဒါဘူးလူဟောင်းလူတက်ကောအကုန်လုံးနော်3000ပဲထားပေးပါတယ်အဲအဲ့ဒါလေးပြောချင်းလို့နော်တက်လာတာပါကျော်တကယ်အားလုံးချက်မှချက်လာကြပါစေ